ောကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်စောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွဲစမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ် ပထမဆုံးသွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တမ်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ားလုံးပဲမင်္ဂလာပါစကောင်းနေပြီးတော့ကြိုဆိုလိုက်ပါရပါအခုတင်ဆက်ပေးမှာကတော့ကျွန်တော်ဂျပန်နိုင်ငံမှာကျင်းပနေတဲ့1 180 192ကကျွန်တော်တို့ဒီနဗင်းနဲ့စူပါလက်တိုရဲ့ဘန်ဒန်ဝိတ်တန်စိန်ခေါ်ပွဲအကြောင်းကိုကျွန်တော်တို့ကိုစိုးညီရောနဲ့ပွဲပြီးသုံးသပ်ချက်ကိုပူပေါင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အကိုမင်္ဂလာပါ။မင်္ဂလာပါညီလေး။ဟုတ်ကဲ့ကိုပွဲကတော့ဒီနဗီပဲနိုင်သွားတယ်အမှန်နဲ့ပေါ့နော်။အဲ့တော့ပွဲအပေါ်အကိုအမြင်လေးသိကြပါမယ်ကို။ဒီပွဲစဉ်ကပထမသူတို့စီစဉ်ထားတာတော့ဘန်ဒန်ဝိတ်တန်ရဲ့ ချန်ပီယံကပတ်လူပွဲပေါ့နော်ဟုတ်တယ်ဒီနဗီယာဂျာထဲမှာနီကိုနိုင်ပြီးတော့ဂျာပြတ်ချန်ပီယံဖြစ်လာတယ်စူပါလက်ကတော့ဘန်ဒါဝိတ်ပြန်ရဲ့ချန်ပီယံဒါပေမဲ့ဒီပွဲမတိုင်ခင်သူတို့ဟိုဟာလောက်တဲ့ဝိတ်ကင်လောက်တဲ့အခါမှာဒီစူပါလက်ကဟိုက်ဘရီရှင်းတက်ကြတယ်ဝိတ်ကလည်းပိုနေတယ်ပိုနေတော့ဒီဟာကိုချန်ပီယံလူပွဲမဖြစ်တော့ဘူးဒီစူပါလက်ရဲ့ကပတ်ကလည်းအပြုတ်ခံလာရတယ်အဲ့တော့ဒီဂျာပြတ်စင်ဟော်ဝဲပုံစံမျိုးပဲဖြစ်သွားတယ်တကယ်ပုံမှန်လည်းပြောရရင်ဒီပွဲစဉ်ကအစပိုင်းမှာဆိုရင် ဒီထိုင်းနှစ်ယောက်လည်းဖြစ်နေတယ်ထိုင်းရဲ့အကောင်ဆုံးနှစ်ယောက်ပေါ့နော်အကောင်ဆုံးနှစ်ယောက်လည်းဖြစ်နေတယ်နောက်ပြီးတော့ပြည်သက်စိတ်ဝင်စားမှုအားလည်းအရန်မြင့်တက်နေတယ်ပြောရရင် Rotten နဲ့ Takaru ပွဲစဉ်တို့တာဝန်ချိုင်းပွဲစဉ်တို့တက်တောင်ပို့ပြီးတော့ဒီပွဲစဉ်ကိုပြည်သက်ကအစောပိုင်းမှာဒီစိတ်ဝင်စားခဲ့ကြတယ်ဒါပေမဲ့ဒီပြည်သက်မျောလင်းသလိုတော့ဖြစ်မလာဘူးဖြစ်မလာဘူးဆိုတော့ခုနပြောသလိုချန်ပီယံကပတ်လူပွဲမဖြစ်ဘူးပေါ့နော်ဘုံကြီးပဲထိုးရတဲ့ဒီဂျာပွဲပဲဖြစ်သွားတယ်ပထမတော့၅ကြီးထိုးမယ်ချန်ပီယံကပတ်လူပွဲ ကပတ်လူမယ်ဆိုတဲ့အနေထားပေါ့နော်ချန်ပီယံနှစ်ယောက်ကိုပေးတွေ့ထားတာဂျာဗက်ချန်ပီယံဖြစ်တဲ့ဒီနဘီနဲ့ဒီဗနဝိတ်တန်းရဲ့ချန်ပီယံပါလက်အော်သူတို့ရဲ့ rematch လည်းဖြစ်တယ်မကြေဝဲပေါ့နော်ပထမဆက်ထချင်းဒီနဘီရဲ့ပွဲဥတွက်မှာစပါလက်နဲ့စုံလုံးကတော့စပါလက်ကအလေထိုးနဲ့နိုင်တာလေသူတို့ရဲ့မကြေဝဲအလုံးအစိတ်ဝင်လာခဲ့ကြတယ်ဟုတ်ကဲ့ကောသူတို့ wicket အကြောင်းလေးလည်းနည်းနည်းပြောပြပါလား wicket ကဒီပင်တန် wicket က145ပေါင်145ပေါင်မှာဒီ wicket လုံးတဲ့အချိန်မှာစပါလက်က 146ပေါင်ဖြစ်သွားတယ်ဟုတ်ကဲ့ဒီနဘီကတော့144ပေါင်ပဲနဘီကဝင်တယ် hydration လည်းအောင်တယ် weight gain လည်းအောင်တယ် as per လက္ခဏာပြောဆို weight ပိုသွားတယ်ပြဿနာသွားရှိတယ်သွားရှိတယ်သူတို့ညှိတော့ထိုးကြည့်တဲ့တတိပဆန်လည်းသူခွဲပေးလိုက်ရတယ်ညှိပြီးဟောဖြစ်တဲ့အချိန်မှာကိုမြင်လာတော့ဒီ super leg ကဒီခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ pressure တွေကြောင့်ပဲလားတော့မသိဘူးပေါ့နော်နည်းနည်းလေးခန္ဓာကိုယ်မှာခါတိုင်းနဲ့ဆိုင်အစီပိုများနေတာလေတွေ့ရတယ်မျက်နှာဆိုနဲ့ jaw line တွေပါပြောင်းနေတယ်ဒီ super leg အနေထားပေါ့နော်ဒီ physical ဘိုင်းမှာလည်း ကိုအထင်စူပါလာကဒီပွဲအတွက် ready တော့100% ready တော့ဖြစ်ပုံမရအောင်ဟုတ်ကဲ့ကိုဒီနဗီနဲ့စူပါလာကအရှိမလဲတွေ့ဘူးရယ်နော်ဒါလည်းအခုပြန်တွေ့ဘူးရယ်ခေါင်းဆောင်နေရာတော့ကွဲပြားသွားတော့အဲ့နှစ်ပွဲကြားမှာဘာတွေကွာခြားပါလဲကိုဒီနဗီကကိုမှတ်မိတဲ့လောက်ကနဗီကပထမဆုံးပွဲဦးဘက်ကစူပါလာနဲ့ဖာထူတာလို့ထင်ဟုတ်ဟုတ်ဒီပန်လောင်မိတ်တန်းပါပဲတပင်း promotion နေမှာနဗီရဲ့နာမည်ရလာတယ်1အစားချုပ်ချုပ်လိုက်တယ်ဟုတ်ပြီဒီ1မှာစတဲ့တော့နဗီကိုစပါလက်နဲ့ထင်တယ် ဟုတ်ကဲ့ဘာလန်နဲ့စပြီးတော့တည့်ပေးလိုက်တယ်စပါလန်နဲ့တည့်ပေးလိုက်တော့ကွာတာတော့တော်တော်ကွာွားတယ်နဗီကအများကြီးရှင်းချက်လာတယ်ဒီနီးပြူဟာဘိုင်းရောနီးစနစ်ဘိုင်းရောအရန်ကောင်းလာတယ်နဗီကပထမတွေ့တဲ့ချိန်ကတော့ body shot တွေထုတ်ခိုင်းပြီးရှုံးသွားတယ်အခုကတော့ super lag ကညီလေးอ่ะ super lag ရဲ့အားသာချက်ကဒီ distance ကို manage လုပ်တာဟုတ်ကဲ့ကွာဝေးကိုထိန်းတာနောက်ပြီးတော့ကန်လာလေဒီ low kick high kick အကုန်လုံး super lag ကောင်းတယ်ဒီပွဲသစ်မှာကျတော့ distance ကိုတကယ် manage လုပ်သွားနိုင်လာနဗီအဲ့ဒါလေသူ့ရဲ့ခြေတံလက်တံ ရှိတာလေအရက်ကလည်း6လမလောက်ရှိမယ်အလေဆုံးကိုထင်လာပွာလာပွာဟာချက်ကဒီအရမောင်းအားသာဒီဒီ risk အတာတွေကြောင့် distance ကိုစူပါလက်ထိုင်လို့မရဘူးဟုတ်ကဲ့တကယ် distance ကိုထိုင်ရတာညပြင်းပြင်းလေဒီပွဲစမှာတော့ဟုတ်ကဲ့ဒါပရမပွဲနဲ့ဒုတိယပွဲနဲ့ကွာခြားကြပေါ့နော်ဟုတ်ကဲ့ပြင်တာပေါ့နော်ဒီဘယ်နံဝေးတန်းမှာ တစ်ဖက်ကလည်းနဗီးဆိုကျွန်တော်တိုးတက်လာတော့မြင်ရတာပေါ့နော်ကျွန်တော်တိတိသာသာနဲ့ပြောရမယ်ဆိုရင်ဒီဆိုလင်းကိုထိုးခဲ့တဲ့ပွဲပုံစံဂျာရမှာသူကပတ်ရခဲ့တဲ့ပွဲပုံစံပင်ဘူးစူပါလက်နဲ့ပွဲပုံစံဒီနဗီးကိုကျွန်တော်တဖြည်းဖြည်းချင်းတိုးတက်လာတော့မြင်ရတစ်ဖက်ကလည်းဒါကျွန်တော်ရှိဘန်ဒန်ဝိတ်တန်ရဲ့ကမ္ဘာအကောင်းဆုံးဆိုတဲ့ဖိုက်တာပေါ့နော်သူတို့နှစ်ယောက်တွေးဆမှုမှာဟိုစူပါလက်ကဒီလောက်ကအများကြီးရခဲ့လို့မရဘူးလို့ကျွန်တော်မြင်တယ်ကွာအဲ့မျိုးကိုငင်းနေလားမှန်တယ်ညီလေးကိုလည်းအဲ့လိုပဲမြင်တယ်ဒီပွဲမှာတော့စူပါလက်ဘာမှမလုပ်ဟိုလုံးမပြသွားနိုင်ဘူးဒီပထမအချိန်မှာလည်းရ ။ဘာဖြစ်လို့လဲဆိုတော့ခုနပြောဆို तू a distance super lead the distance အကြီးကထိုင်လာ။ तू ဝင်မယ်ထွက်မယ်ဝင်ထိုးမယ်ဝင်ကန်မယ်အဲ့လိုမျိုးလုပ်တာ။ तू तू လှုပ်ချင်တာအကုန်လုံးနဗီကပြန်ပြီးတော့ defend လုပ်သွားနိုင်တယ်။ defend လုပ်သွားတယ်ဒီပထမအချိန်စစချင်းမှာတော့ super lead က attacking ဝင်ကြည့်တယ်။ तू နဗီကတော့အကဲဆန်းတဲ့ပုံစံမျိုးလောက်ပဲ။ဒီထိုင်ပြီးထိုးနေတယ်ထိုးနေတဲ့အချိန်မှာပဲနဗီကသူ့အတူတစ်ဖြည်းဖြည်းနဲ့ပွဲချိန်နေနေနဲ့ကြာလာတာနဲ့အမှ confidence ရလာတယ်။ ။ဘာဖြစ်လို့လဲဆိုတော့စပါလက်တူကိုလုံးလို့မရအောင်ဆိုတော့ तू တီးလာလို့ရတယ်။ဟုတ်ကဲ့။အဲ့တော့ तू ပို့ပြီးတော့ confidence ရလာတယ်။အဝင်ထွက်တွေပုံမှန်လာတယ်။ဒီကြားထဲမှာဒီညာညာတစ်ချက်ကန်လာလက်ဘီကန်နဲ့ဟာစပါလက်ဂျောကိုဆက်ထီးသွားတယ်။မှတ်စင်ရေခံရတာမျိုးသွားရှိတယ်။အဲ့ဒီနောက်ပိုင်းမှာစပါလက်တော်တော်ပြိုသွားတယ်။မူးလည်းမူးပါပေါ့ဗျာ။ဟုတ်ကဲ့ကိုဒီပွဲ၃ကြီးစလုံးကိုခြုံမုံပြီးတုံးတက်မယ်ဆိုလို့ရှိရင်အားသာကြအားနိုင်ချက်ဒီလိုထွက်လာမှာလေဒီ၃ကြီးလုံးကတော့ဒါရှင်းတယ်အမှတ်ပေးတိုင်းတုံးလုံးကလည်းနဗီကိုအနိုင်ပေးတာဒါကအနိုင်ပေးတဲ့ပိုင်း စားဝါးတဲ့အခြေအနေရဆိုရင်လည်းလက်ရည်ရဆိုရင်လည်းနဗီသည်ပထမကြီးကနေတတိယကြီးနောက်ဆုံးကြီးထိကိုနဗီရတာတယ်ကွန်ထရိုးကောင်းကောင်းလုပ်နိုင်တယ်နဗီကိုစပါလက်ပါမှမလုပ်နိုင်တော့ဟုတ်ကဲ့အခုအဲ့ wake cap ပေါ့နော်ဒီကျွန်တော်တို့စပါလက်က hydration test မအောင်ပြုတ်ဖြစ်သွားတာပေါ့နော်ဝေးလေကြော်ခဲ့ဝေးလေကြော်အဲ့ဖြစ်သွားတဲ့အခြေအနေကဒီပွဲ ပွဲအတွင်းပေါ့နော်ပွဲအတွင်း concentration ပါညာပေါ့နော်အဲ့လိုအခြေအနေတွေပေါ့တယောက်မှုရှိရှိခဲ့စိတ်နောက်ဆက်ကတော့ဖြစ်ကောင်းဖြစ်မယ်ဘာလို့လဲဆိုတော့ကာကမတယောက်ဒီခွေးမဝင်လာတော့ hydration test မအောင်လာတော့ဒီအတွက်ပြန်ပြီးလုံးမန်းရတာမျိုးတွေဖြစ်တဲ့အခါမှာစိတ်နောက်ဆက်ကတော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒါတခုလဲကြောင်းတော့သူရှုံးတယ်လို့တော့ကိုမမြင်ဘူးဒီကစားပေါက်ကိုကနပီးစီကိုထင်းတယ်ဒီ1ရဲ့ဘင်နဝိတ်တန်းမှာ next level လို့တော့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီစပါလန်နဲ့မထိုးခင်နောက်ဆုံးထိုးခဲ့တဲ့နီကိုနဲ့ပွဲသူကြာပြတ်ချန်ပီယံရတဲ့ပွဲမှာနီကိုဆိုလည်းတကယ်ဖိုက်တာကောင်းဟုတ်ကဲ့ဒီ ranking top 3ထဲမှာပါတဲ့ဟာအဲ့ဒါကိုလည်းသူခလေးနဲ့လူကြီးကစားတယ်လို့နောက်ောက်ထိုးချသွားတာနီကိုလိုကစားမှာပါလေဟုတ်ကဲ့အော်အဲ့တော့ကတော့နီကိုမှုလို့ပေါ့နော်စပါလန်နဲ့တွေ့လို့ရှိရင်တော့ဘယ်လိုလာမလဲဆိုပြီးတော့အားလုံးမျှော်လင့်ကြတယ်အခုတကယ်တကယ်စပါလန်နဲ့ပြန်ရင်ဆိုင်တော့ remap ပြန်ရင်ဆိုင်တဲ့အချိန်မှာလေပထမအချိန်စပါလန်နဲ့သူတွေ့တယ်ဟောင်းရတဲ့အများကြီးပြောင်းသွားတဲ့အချိန်တွေက ုတ်ကဲ့ဒီတူတက်မှုပိုင်းอ่ะတောက်ခမန်းလေးတွေပဲဒါကလည်းသူ့ရဲ့အရန်မောင်းအာတချက်ပါတယ်လို့သူတက်ရွယ်ငယ်တာလည်းပါတယ်ဟုတ်ကဲ့အခုမှသူ20ဆုံးတော့လောက်ပဲရှိသေးတယ်ဒါတက်တဲ့အချိန်သူမှ injury မရှိဘူးတပွဲပြီးတပွဲဆက်နိုင်လာတယ် confidence နဲ့ပြည်လာတယ်အဲ့တော့သူလိုရာတွေကိုတပွဲတွေတပွဲပို့ဖြည့်လာတယ်ဒီပွဲတွေမှာသူဘာတွေမြင်လားမြင်လားလဲဆိုတော့1 2တွေကောင်းတယ်လို့အဲ1 2 combo တွေပြီးသွားလို့ရှင်ဂျူးတိုက်တာတွေလည်းရန်ကောင်းလာတယ်နောက်ပြီးတော့အမြင့်ကန်တဲ့ဟာတွေလည်းသူကောင်းလာတယ်အဲဒီကိုကလေပွဲနဲ့ပွဲရနေစပြီးတော့တတိထားမိတာပေါ့နော် ်ဟိုဒီဘွဲမှာဆိုလဲအဲ့ဒါရန်ကောက်လာတယ်ဟုတ်အဲ့တော့နဗီအတွက်မေးချင်ရှိတာဝမ်ချမ်ပီယံရှစ်မှာသူနောက်ထပ်ကျွန်တော်ဘာမျှော်လင့်လို့ရအောင်လဲဟိုဒီဘွဲကြည့်ပြီးသွားတဲ့အချိန်မှာခေါင်းနဲ့အတွေ့တစ်ခုတော့ဝင်လာတယ်နဗီဒီဘယ်နဲ့ဝိတ်တန်းမှာတော့တေးကြတယ်အခုချိန်မှာကဘတ်မရသေးဘူးဆိုမှသူပဲရမှာသူ့ရှင်းနိုင်တဲ့ကစားသမားလည်းမရှိဘူးအဲ့တော့ဘင်လန်ဝိတ်ကအပေါ်ကတာဝန်ချိုင်းလို့တိုင်155ပေါ့တိုင်းအဲ့တန်တီသူကတက်ပြီးတော့ဟိုကဖြစ်နိုင်တယ်စိန်ခေါ်လာနိုင်တယ် ီတာဝန်ချိုင်းတို့တောင်သူတတိထားမဲ့အနေထားမျိုးဖြစ်ကောင်းဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့နဗီရဲ့အရန်မောင်းအနေထားအရသူဒီ145အနေ155ကိုလွယ်လွယ်လေးတက်လို့ရတယ်။အခုတောင်ပွဲရင်းဝိတ်ကကိုထင်းတယ်150ကျော်မှသူရှိမယ်။ဒီဝိတ်ကင်မှာ144ဖြစ်တာ။ဒီပွဲရင်းဝိတ်မှာ150ကျော်သူလွယ်လွယ်လေးတက်လို့ရတယ်။တာဝန်ချိုင်းတို့စီသူသွားမယ်။ဝိတ်တန်းနှစ်ခုချန်ပီယံလို့ဘာလို့အထီတောင်မှနဗီရဆက်ပြီးတော့ရှေ့ဆက်ပြီးတော့ရှောက်သွားမယ်လို့ကိုထင်းတယ်။ဟုတ်ကဲ့ကို reason ဖြေချပေးခဲ့တာကိုပြည်သက်တွေနေနဲ့ဂျင်းနဲ့အားလိမ့်မယ်လို့ယုံကြည်ပါတယ်ဗျ။